ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင် ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ခဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါတရားပဲစီဒီနေ့ဒီဇင်ဘာလ9ရက်တောက်ချန်နေ့ကနရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုံးတဲ့သတင်းအစီအစဉ်မှာ ဂရီနီပြည်မှာနိုဝင်ဘာလတလအတွင်းလူခွေရီချိုးဖောက်ခံရမှု25ကြိမ်ရှိတယ်လို့ KNHRG ထုတ်ပြန်လိုက်တဲ့သတင်း။နှစ်တောင်ဆက်ရှောက်စခန်းမှာရှိတဲ့အိမ်တော်စု40ရိတ်ခါပြက်လက်မှုနဲ့ကြုံတွေ့နေရတဲ့အခြေအနေအမျိုးသမီးတအူးကို ရိုင်းနေမှုနဲ့နေပြီးတော့ PDF စစ်ထောက်ချုပ်ဗိုလ်သူကို KSP အမှတ်ကိုစခန်းမှာအမှုဖွဲ့စစ်ဆေးဆောင်ရွက်နေတဲ့ဖြစ်စဉ်နဲ့လိုက်ကောရှစ်ဖက်ချမ်းတနေရာမှာခရယာရိုးရာငှဲလိုက်ပွဲကျင်းပနေတဲ့အကြောင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ကရနီပြည်မှာပြီးခဲ့တဲ့နိုဝင်ဘာလတလအတွင်းလူသူတွေလူခွေရေးချိုးဖောက်ခံရမှုဖြစ်စေ25ကြိမ်ရှိတယ်လို့ဒီဇင်ဘာလ၄ရက်နေ့မှာကရနီလူခွေရေးဖွဲ့ KNHRG ကထုတ်ပြန်ပါတယ်။လူခွေရေးချိုးဖောက်ခံရမှုဖြစ်စေတွေကတော့စစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်မှု9ကြိမ်၊လက်နေကြီးပစ်ခတ်မှု9ကြိမ်၊ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်မှု3ကြိမ်၊ဖမ်းဆီးခံရမှု9ကြိမ်နဲ့မိုင်းနေမိတာ၊တနက်နဲ့ပစ်ခတ်တာ၊လေပိုင်းဆိုင်ရာအကြမ်းဖက်တာ၊အိမ်တွင်းအကြမ်းဖက်တာနဲ့ မိမိကိုယ်ကိုအဆုံးစီရတာစတဲ့အမှုတွေတစ်ချိန်စီချိုးဖောက်ခံနေရတယ်လို့ဆိုပါရယ်။အဲ့လိုမတူညီတဲ့လူခွေရချိုးဖောက်မှုတွေကြောင့်တလားတွဲအမျိုးသား၁၂ဦးအမျိုးသမီး၃ဦးနဲ့ကလေး၃ဦးစုစုပေါင်း၁၆ဦးသေဆုံးခဲ့ရပါရယ်။ဒါအပြင်အမျိုးသား၁၂ဦးအမျိုးသမီး၆ဦးကလေး၃ဦးနဲ့ကြားမမသိသူ33ဦးစုစုပေါင်း54ဦးလဲထိခိုက်ခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားတာပါ။လေကြောင်းတိုက်ခိုက်ခံရတာကြောင့် အမျိုးသား၈ဦးနဲ့အမျိုးသမီး၃ဦးထိခိုက်ခံရမှုနဲ့အများဆုံးဖြစ်နေပါတယ်။လက်ရှိမှာစစ်ကောင်စီကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကာလဖြစ်တာကြောင့်နေမြေထိန်းချုပ်စိုးမိုးနိုင်ဖို့လူသူတွေရှိတဲ့အရက်တွေကို လူခွေရေချိုးဖောက်မှုတွေရှိနေတယ်လို့စစ်တောင်းထိုးတာတွေလည်းရှိတယ်လို့ KNHRG ကပြောပါတယ်။ဒီမောဆုံမြို့နယ်နောက်ဖက်ချမ်းမရှိတဲ့နှစ်တောင်ဆက်ဆောင်စခန်းမှာခေါ်လုံနေတဲ့ဆက်ဆောင်အိမ်တော်စု၄၀ဟာရိတ်ခါပြက်လာမှုနဲ့ကြုံတွေ့နေရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ကက်သလစ်ဘာသာဝင်ခရိယာသီလရှင်တွေထံအကူအညီတောင်းခံနေပြီးတချို့ကတော့ချီးငါးစားသုံးနေတယ်လို့အဲ့ဒီဆက်ဆောင်စခန်းရဲ့ကော်မတီဝေတာဝန်ရှိသူတူဦးကပြောပါရယ်အဲ့ဒီဆက်ဆောင်စခန်းကိုအလူရှင်တွေမရနိုင်တာငါးလကျော်ရှိနေပြီဖြစ်ပြီးအခုလိုပြက်လက်မှုနဲ့ရင်ဆိုင်နေရတယ်လို့ဆိုပါရယ်ဒါကြောင့်လက်ရှိမှာလည်းအကူအညီတွေအရေးပေါ်တွေလိုအပ်နေတာပါအဲ့ဒီဆက်ဆောင်စခန်းမှာအနောက်စု100ကျော်ရှိနေပြီးလူဦးရေ450ကျော်ခလုံးနေတယ်လို့သိရပါရယ်ရှင် ဂရနီပီမှာချစ်ဆိုင်ထားတဲ့နေပြီးတော့ PDF ရဲ့စစ်ထောက်ချုပ်ဗိုလ်တူကိုကိုလက်ရှိဂရနီပီ KSP အမတ်ကိုစခန်းမှာရစတကြီးဥပဒေနဲ့အမှုဖွဲ့စစ်ဆေးဆောင်ရွက်နေတယ်လို့ဂရနီရဲတပ်ဖွဲ့ KSP ရဲ့ပြောရေးဆိုခွင့်ရှိသူကိုဘိုဘိုကကန်နိုရီတိုင်းကို ပြောပါတယ်။အမတ်ကိုစခန်းပါဆော့အမတ်30ခုမြေဆောင်2025ရစတကြီးဥပဒေပုံမှန်2ကိုလေးမြေဆောင်3နှစ်3မြေဆောင် 936နဲ့အမှုဖွင့်ပြီးစစ်ဆေးဆောင်ရွက်နေတယ်လို့ကိုဘူဘူကပြောပါတယ်။ပုံမှန်194ဟာညဉ့်ညမ်းစွာဆဲဆုံမှုပုံမှန်33ဟာတခြားသူကိုအလိုလျောက်နှာကျေစေတဲ့ပြစ်ဒဏ်နဲ့ပုံမှန်194ကတော့ရစဝတ်မကင်းမဲ့6လမှုအတွက်ပြစ်ဒဏ်တွေဖြစ်ပါတယ်။ဘိုဒူဟာပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့မှာမတန်နာအောင်ဆိုသူအမျိုးသမီးတဦးပေါ့ကိုထိလဲရောက်ကျင်းလို့နာလဲနေနဲ့ချိန်ချောက်မှုတွေပြုလုပ်ခဲ့တဲ့ဆိုတော့ဆွဆွဲချင်းနဲ့ကံရကရှိအမျိုးသမီးက တိုက်ချက်ဖွင့်ခဲ့တာပါ။ရစဝုမကင်းတဲ့6လမှုကိုကျွလွန်သူတွေဟာထောင်တာနည်းဖြစ်စေငွေတန်ဖြစ်စေဒဏ်နှစ်ခုစလုံးဖြစ်စေချမှတ်ခံရမှာဖြစ်ပြီးအလွန်လောက်နာကျင်စင်တဲ့ပြစ်ဒဏ်ကတော့ထောင်တာတနည်းဖြစ်စေငွေတန်ဖြစ်စေထောင်တာအပြင်ငွေတန်ပါ200လုံးချမှတ်ခံရမှာဖြစ်ပါတယ်။ဒါအပြင်ညဉ့်ညံတဲ့ပြုမှုကျွလွန်သူတွေကို3လထိ ထောင်တာဖြစ်စေငွေတန်ဖြစ်စေပြစ်ဒဏ်200လုံးချမှတ်ခံရမှာဖြစ်တယ်လို့လည်းသိရပါဗျ။ လိုက်ကော်မြို့ရှိဖက်ချမ်းတနေရာမှာကရရှိုးရတစ်ခုဖြစ်တဲ့ငင်းလိုက်ပွဲကိုဒီဇင်ဘာလ၂ရက်နေ့မှာကျင်းပပြုလုပ်ခဲ့ပါတယ်။ငင်းလိုက်ပွဲကိုတနည်းတစ်ချိန်စပားရိတ်သိမ့်ပြီးဒီဇင်ဘာလမှာကျင်းပကြတာဖြစ်ပါတယ်။ဒေတာတွေကောင်းမှုနဲ့အရာတွေရောက်ရှိလာဖို့ရည်ရွယ်ပြီးရိုးရယုံကြည်သူတွေပြုလုပ်ခဲ့တဲ့ဒလေတစ်ခုပါ။ငင်းလိုက်ပွဲကိုကျင်းပတဲ့အခါမှာသူမီးတနက်၄ကွ၄များစားတဲ့ပစ္စည်းတွေကိုယူဆောင်သွားရပြီးရရှိလာတဲ့ငင်းနဲ့ဂေဘိုးကိုပူဇော်ရတာဖြစ်ပါတယ်။ ငင်းလိုက်ပွဲကိုကြားလူမျိုးတွေနေထိုင်တဲ့ကျေးရွာတွေမှာပြုလုပ်လေ့ရှိပြီးရှေးဘိုးဘွားလက်ထက်ကလေးကအစင်လာရကျင်ပခဲ့ကြတဲ့ရိုးရာဒလေးတစ်ခုဖြစ်ပါတယ်။စစ်တပ်အာဏာမသိခင်မှာငင်းလိုက်ပွဲကိုကျေးရွာလိုက်စီစီကကပြုလုပ်လေ့ရှိပြီးမြက်လက်ရှိနိုင်ငံရဲ့အခြေအနေရဒေတာခန်တွေဟာတကွဲတပြားထွက်ပြေးသိမ်းရှောင်နေကြရပြီးရောက်ရှိတဲ့နေရာတွေမှာပဲရိုးရာမပြတ်အောင်အစီအလာမပြတ်ပြုလုပ်လေ့ရှိကြပါရစေ။ ကနရီတိုင်းသတင်းဌာနရဲ့ညနေခင်းရုပ်သက်သတင်းတွေကိုတင်ဆက်ပေးသွားတာပါကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တွေအားလုံးနဲ့ဂရီနီပြည်သူပြည်သားအားလုံးဘေးကင်းလုံခြုံကြပါစေရှင်ကျမမော်လေးများပါ